ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခတွေရဖို့ဆိုတဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးဒီဘဝမှာပြည့်စုံရမယ့်အချက်လက်တွေလူလောကဟာဒီဘဝပြည့်စုံရုံနဲ့မပြီးသေးဘူးလူတွေမှာဘဝတန်တရားဆိုတာရှိနေသေးတဲ့အတွက်ကြောင့်ဒီဘဝကောင်းရုံလေးနဲ့မပြီးသေးဘူးနောက်ဘဝအတက် အနာဂတ်ဆိုတာလဲထဲသွင်းစဉ်းစားပြီးပြင်ဆင်တဲ့နေဒါကြောင့်မို့လို့နောင်ဘဝကောင်းဖို့အတွက်လည်းပဲခုနေကကြိုးကြိုးတင်းတင်းပြင်းပြင်းဆင်းဆင်းဆိုတာရှိရပါတယ်စီးပွားရေးနဲ့ပတ်သက်တော့မှပဲအခုခေတ်အနာဂတ်မြန်မှန်းချက်တွေနဲ့စီမံကိန်းကြီးတွေချပြီးတော့ဆောင်ရွက်ကြရတာထို့တူပါပဲကိုယ့်ရဲ့ဘဝမှာဒီဘဝတစ်ခုတည်းအောင်မြင်လို့မဖြစ်ပါဘူး နောက်ဘဝအတွက်လည်းပဲညှော်လင့်ချက်နဲ့စီမံကိန်းတွေထားဖို့လိုအပ်ပါသေးတယ်ဘုရားမြတ်စွာလက်ထက်တော်ခါကလာတုန်းကကောလီယာတိုင်ကက်ကရပတ္တဆိုတဲ့မြို့မှာမြတ်စွာဘုရားရောက်နေတဲ့အချိန်ပိုင်းလေးမှာအဲဒီကက်ကရပတ္တကဒီကသာနုဆိုတဲ့အမျိုးသားဥဆောင်ပြီးတော့ဘုရားမြတ်စွာထံလာရောက်ချင်းကပ်ကြတယ် သူတို့ကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတပည့်တော်တို့ဟာအင်းတော်ရတားမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် စီးပွားရှာလို့လူဘွားမှာချမ်းချမ်းသာသာဒီလိုနေခြင်းပါတယ်တည်တဲ့အခါမှာလည်းပဲတပည့်တော်တို့ကောင်းရာသုခတိရောက်ခြင်းနဲ့ဘုရားဒီဘွားလည်း ချမ်းချမ်းသာသာပြောင်းပြောင်းရွှင်ရွှင်မိသားစုနဲ့တိုင်တိုင်ဝိုင်းဝိုင်းနေခြင်းနဲ့နောင်ဘဝမှာလည်းတပြည့်တူကောင်းရရောက်ခြင်းနဲ့အဲ့ဒါလို့ဖြစ်နိုင်တဲ့အခြေအနေကောင်းတွေများရှိပါသလားလို့ရသော်ဘုရားရှောက်တော့ရသော်ဘုရားကရှိတယ်ဒီဘဝအတွက်ဟိတတုခအခြေအနေကောင်းတွေနဲ့ချမ်းသာတုခကိုရရှိနိုင်တဲ့အချက်၄မျိုးရှိတယ်နောင်ဘဝအတွက်လည်းပဲ အခြေအနေကောင်းတွေပေးပြီးတော့ချမ်းသာဒုက္ခရရှိနိုင်တဲ့အကြောင်းတရား၄မျိုးရှိတယ်ဆိုပြီးအင်္ဂုတ္တရနိကေမှာပဲမြတ်စွာဘုရား ဟောထားတဲ့သုတ်တတုတ်ကိုမှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီတော့မှမြတ်စွာဘုရားကဒီဘဝအတွက်ဟိတဒုက္ခအခြေအနေကောင်းတဲ့ချမ်းသာဒုက္ခရရှိတတ်တဲ့အချက်ကတော့နံပါတ်1ဥဋ္ဌာဏတံပရာကိုလုတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားလုပ်ဖို့ ချူချူဆာဆာလောက်ကန်ရမယ်အဲ့ဒီဥဋ္ဌာဏတံ္မာတက်တက်ကြွကြွချူချူဆာဆာလောက်တယ်ဆိုတဲ့နေရာမှာရသော်ဘုရားကထပ်ပြီးတော့ရှင်းထားတယ်ကြိုးစားတိုင်းရသလားလို့ဆိုတော့ကြိုးစားတိုင်းမရနိုင်ဘူးကြိုးစားတယ်ဆိုတဲ့အချက်ထဲမှာဘာတွေပါတုံးလို့ဆိုလို့ရှိရင်တက်ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အနလတ္တ ဆွဲကောင်းမှုရှိရမယ်ဥပါယဝိမာန်တနီးပညာရှိရမယ်အကျိုးစားမှုရှိုံတစ်ခုတည်းနဲ့တော့မရဘူးကျိုးစားမှုဆိုတဲ့အထက်မှာအရေးကြီးတဲ့အချက်၃ချက်ပါတယ်ရေးကြီးတဲ့အချက်၃ချက်က လုပ်ငန်းကျွမ်းကျင်မှုကျိုးတော့ကျိုးစားတယ်လုပ်ငန်းမကျွမ်းကျင်ဘူးမအောင်မြင်နိုင်ပါဘူးအေးကျိုးတော့ကျိုးစားတယ် စွဲမကောင်းဘူးမအောင်မြင်ဘူးကျိုးတော့ကျိုးစားတယ်နိပညာကနှိမ့်ချနေတယ်စီမံခန့်ခွဲနိုင်တဲ့စွမ်းအားတွေမရှိဘူးဆိုလို့ရှိရင်လည်းမအောင်မြင်ဘူးတဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကမြတ်စွာဘုရားကစီပွားရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့နိလန်းတစ်ခုပေးထားတာပါဒါမြတ်စွာဘုရားဟောတဲ့ပိဋကတ်တော်တွေထဲမှာပါတဲ့တရားပါ လုပ်ငန်းကျန်းကျင်မှုဆွဲကောင်းမှုနှိပညာအဲ့ဒီသုံးရပေါင်းဆက်ထားတဲ့ကျိုးပန်းအာထုံမှုဆိုတာရှိရမယ်တဲ့နောက်တစ်ချက်ကအာရခတံပရာထိန်းသိမ်းစောင့်ရှောက်မှုလောကမှာစီးပွားဥစ္စာတွေရလာလို့ငွေကြေးဒဏ်များများစွာ ကုန်ပစ္စည်းတွေထုတ်လုပ်လို့မြောင်များစွာထုတ်နိုင်တယ်သို့တော့မထိမ့်သိမ့်မှုဆိုရင်အလေအလွဲ့တွေများပြီးတော့စီးပွားဥစ္စာ တိုးသင်းတဲ့လောက်မတိုးဘူးဒါကြောင့်မလို့ထိမ့်သိမ့်ဖို့ဤပညာအလုံးလုံးပြီးရလာတဲ့ပစ္စည်းကိုရေเจ้าမပြည့်စည်အောင်မီးเจ้าမပြည့်စည်အောင်ပစ္စည်းကိုဖြည့်စည်တတ်တဲ့ ြံသမျိုး၅မျိုးတည်းကတစ်ခုခုနဲ့မှမပြတ်မစည်းရအောင် အလေလွင့်မရှိရအောင်ထိမ့်သိမ်းဆောင်းဆောင်မှုဆိုတဲ့အာရခတံပရာတရားရှိဖို့လိုသေးတယ်။ဒါလည်းမြတ်စွာဘုရားကဒုတိယအချက်အနေနဲ့ခုလက်ရှိဘဝမှာကြီးပွားတိုးတက်ဖို့အတွက်မြတ်စွာဘုရားဟောတာ။ဒါလည်းအမတန်လိုအပ်တဲ့အကြောင်းတရားတစ်ခုပါ။နောက်တစ်ခုကတော့ကလျာဏမိတ်တ္တ မိကောင်းဆွေကောင်းစီပွားရေးနဲ့ပတ်သက်ပြီးအကြံပေးမဲ့ပုဂ္ဂိုလ်အကျင့်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်အသိပညာရှိတဲ့ပုဂ္ဂိုလ်ဆွံ့လွတ်နိုင်မှုရှိတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုယ်ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုမိကောင်းဆွေကောင်းနေလည်းပဲအမတန်မှလိုအပ်ပါတယ်ဒီကနေ့ခေတ်ချီစီပွားဥစ္စာတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တိုင်းဟာဒီအခြေအနေကောင်းနေရှိရအကယ်၍မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ခုနက ကျိုးပန်းအထုံမှုကြောင့်ပစ္စည်းဥစ္စာတွေရလာနိုင်တယ်ထိမ့်ထိမ့်သိမ့်သိမ့်ရှိတတ်လို့စုမိဆောင်းမိဖြစ်လာတယ်သို့တော့မိကောင်းဆွေကောင်းမရှိဘူးဆိုရင်ထိုပစ္စည်းတွေဟာတဲရဲမှာရေတွန်လိုက်တယ်လို့ပဲအတုံးအဖြုံးနဲ့တခါတည်းပျက်စီးဆုံးရှုံးပြီးတော့သွားနိုင်တယ်ဒါကြောင့်မို့မိကောင်းဆွေကောင်းရှိဖို့ဆိုတာအမြဲတမ်းမအရေးကြီးပါတယ် ဟောနောက်ဆုံးစည်းဝါးရေးနဲ့ပတ်သက်ပြီးတကယ့်ကို အရေးကြီးတဲ့အချက်တစ်ခုကတော့တမစီဝိတာရလာတဲ့စီစဉ်ဥစ္စာကိုထုတ်လုပ်တဲ့ပစ္စည်းကိုရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်လာလို့ရှိရင်စရင်စရာ ခိုင်ခိုင်မာမာထားပြီးတော့ဝင်ငွေနဲ့ထက်ဝေ အမြဲတမ်းမျှမြတတာဖြစ်နေဖို့အရေးကြီးတယ်တမစီဝိတာဆိုတဲ့သဘောက ဝင်ငွေနဲ့ထွက်ငွေအမြဲတမ်းညှိပြီးတော့အခုခေတ်စီးပွားရေးပညာတွေလိုပဲဝင်ငွေတွေကများပြီးတော့သုံးငွေနဲနေလို့လည်းမဖြစ်ဘူးသုံးငွေတွေကများပြီးတော့ဝင်ငွေတွေကနဲနေလို့လည်းမဖြစ်ဘူးထိုနှစ်ခုကဝင်ငွေနဲ့ထွက်ငွေမြတ်မြတ်တတသုံးတတ်ဖို့တဲ့ဒါကြောင့်မို့ဒီကနေ့ခေတ်စီးပွားရေးပညာရတ္တေဟာလည်းပဲဒါအဓိကထားကြတာ ဝင်ငွေထွက်ငွေညှိပြီးတော့ဆောင်ရွက်တာဒါကြောင့်မို့ဘတ်ဂျက်စည်ရင်ဒီဘာတွေရှင်းနေဆိုတာဒီသမားစီဝိတာကိုပြောတာပါဝင်ငွေကဘယ်လောက်ရှိနေတယ်ထွက်ငွေကဘယ်လောက်ရှိတယ်လူငွေကဘယ်လောက်ပြနေတယ်ပုံငွေကဘယ်လောက်ပြနေတယ်တော့မြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ခရက်ဟောဒီအချက်ကြီး၄ချက်ကဒီအချက်ကြီး၄ချက်ဂျိုဘန်အထုံမှု ဆောင်းလျှောက်ထိမ့်သိအလေးလွင့်မရှိအောင်ထိမ့်သိမှုမိကောင်းဆွေကောင်းရှိမှုဝင်ငွေထွက်ငွေမြတ်မြတ်တရတာ30မှုဆိုတဲ့ဒီအချက်ကြီး၄ချက်ဟာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘုရားဘာသာဝင်မှမဟုတ်ဘူးဒီစီကံကျဲအတိုင်းလိုက်နာပြီးဆောင်ရွက်မယ်ကြီးအချိန်နေကောင်းနေတိုင်းစီးပွားရေးကိုဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးကတိုးတက်လာမှာပဲ။ မတိုးတဲ့တောင်အများကြီးမတိုးတဲ့တောင်ပျက်စီးမသွားနိုင်ဘူးဒါဒီဘဝမှာ ကောင်းတဲ့အခြေအနေတွေနဲ့ကောင်းတဲ့ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့အချက်၄ချက်ပဲတမလွန်ဘဝအတွက်ကတော့တမလွန်ဘဝအတွက်ဆိုတာဒီဘဝကလုံးတဲ့ဟာပါ